ီနေ့တော့မြင်းငလင်ကပြောတော့ဘုရားသခင်ရဲ့စကားဆိုတော့ကောင်းစင်နေနဲ့ခွားပြတော့မှာဖြစ်ပါတယ်ဒီနေ့အားလုံးသိတဲ့အတိုင်းပဲမြန်မာနိုင်ငံမှာเนาะမန္တလေးမြို့နောက်ဘိုးပြုတ်ပြီးတော့မှခွန်တရမခွန်ရီတာစကေရှိတဲ့မြင်းငလင်အလုံးပြင်းတဲ့မြင်းငလင်လှုပ်ခတ်ခဲ့တာအားလုံးသိပါတယ်ဒီမြင်းငလင်ကြောင့်လဲဒီနေ့လူပေါင်းများစွာဟာ အပြည့်စည်ကြားထဲမှာရောက်နေရတယ်ဒုက္ခမျိုးမျိုးနဲ့ရင်ဆိုင်ကြတယ်စိတ်တော့ကရောက်ကြတယ်ဟောတည်ကြည်ပြည့်စည်ကြတယ်ဆိုတော့တွေ့ရတယ်အဲ့တော့လည်းကျွန်တော်အလိုမဲ့ဝန်းနေပြတော့မှာအလုံးညီတဲ့ချမ်းသာရှိဖို့အတွက်ဒီဘေးဒုက္ခနဲ့အမြလွတ်မြောက်ဖို့အတွက်ဆုတောင်းပေးလက်ရှိပါတယ်ကျွန်တော်ယုံကြည်သူများအနေနဲ့လည်းဆုတောင်းခြင်းနဲ့တတ်နိုင်တဲ့သူကလည်းဆုတောင်းပေးကြပါငွေချေးအဖြစ်တတ်နိုင်တဲ့သူတွေကလည်းဘုရားသခင်ကိုချစ်တဲ့စိတ်နဲ့ ဒုက္ခရောက်တဲ့သူကိုမေတ္တာပြကြပါလို့ကုညီကယ်ဆယ်ရေးမှာအားတတရောပါဝင်ကြပါလို့ယေရှုနာမနဲ့တိုက်တွန်းပါတယ်အစိုးရမင်းနဲ့နင်းနဲ့လည်းတိရောက်ရောက်နော်အများဆုံးကုညီကြဖို့အတွက်ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်ပေါ့အဲ့တော့ဒီမင်းကလေးဖြစ်ရတဲ့အကြောင်းရင်းတွေတော့စမ်းစာရဲမှာအမျိုးမျိုးရှိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်စာရမဏကပဲလုံးလုံး အလုံးဟာဘုရားသခင်အခွင့်မရှိဘဲနဲ့မဖြစ်နိုင်ဘူးအဲ့ဒါကိုသတိရဖို့ဖြစ်တယ်ယုံကြည်သူတယောက်အနေနဲ့တင်တွေ့ကြုံရတဲ့ဒီမင်းကလေးဘေးဟာနော်တင်ကိုကိုရဘုရားသခင်အခွင့်မရှိဘဲနဲ့တင်မကြုံရဘူးနော်မကြုံရဘူးအဲ့ဒါဆိုရင်ယူလေးပါပဲဒီလိုကြုံရတာဟာရုတ်တရက်ကြည့်ရင်တော့ဆိုးပင်ပဲဆိုးပင်ပဲဘုရားသခင်ကနော်ဘုရားသခင်က တင်အကျိုးရုပ်ဖို့ဟာတင်ဒုက္ခခံရဖို့အတွက်မကြံစီဘူးဆိုတာလေဟာနားလည်ထားပြီးသားဖြစ်တဲ့အတွက်ဒီနေ့နော်ဒီဒုက္ခပေါ်တော့အပြင်ခွာอยู่ပါလို့နော်ပြောချင်ပါတယ်အဲ့တော့ဒီနေ့ဒီမြင်ကလေးနဲ့ပတ်သက်လို့ကျွန်တော်လုရှင်လုကခရုဝင်ကြာခံ27စာပိုက်30 27နှစ်ခါနှစ်ပိုက်ဖတ်ချင်ပါတယ် ထိုမှတစ်ပါးလူတစ်မျိုးနဲ့တစ်မျိုးတနိုင်ငံနဲ့တနိုင်ငံရံပက်ပြုတ်ကြလိမ့်မည်အရရက်တို့နဲ့ကြီးစွာသောမြေလှုပ်ခြင်းအစာခေါင်းပါခြင်းကာလကများပြားခြင်းတို့ဖြစ်ကြလိမ့်မည်ဒါလောက်ပဲဖတ်ခြင်းနဲ့ဒါကယေရှုဖခင်ဒီလောကကိုနောက်တစ်ချိန်ပြန်ကြွလာမယ်အချိန်ကာလကိုကျွန်တော်တို့ဘယ်လိုသိရမလဲဘယ်လိုနမိတ်လက္ခဏာတွေဒီကဘာမှာဖြစ်လာမလဲလို့မေးတော့ယေရှုပြောတာအများကြီးကြားတဲ့ကတခု ဖြစ်ပါတယ်နော်တမျိုးနဲ့တမျိုးရံပြက်ပြူတာအလုံးသိပါတယ်ဒီကာလလောက်ဘယ်မှာရှိမှာတော့နော်ခုတော့အရရတော့နဲ့ကြီးစွာသော မြင်ကလေးလှုပ်ခြင်းဆိုတော့နော်ဒါအခုကျွန်တော်တို့ပဲတွေ့ကြုံရတာဖြစ်တယ်မြင်ကလေးလှုပ်တာကတစ်နှစ်တစ်နှစ်ကိုနော်တစ်နှစ်ထက်တစ်နှစ်ตายများတယ်ဆိုတော့အလုံးသိပါတယ်အဲ့တော့ဒီလိုမြင်ကလေးလှုပ်ရင်မြင်ကလေးလှုပ်ရင် ကျွန်တော်ကိုဘုရားသခင်ပြောတဲ့စကားအရေးကြီးဆုံးလို့ကျွန်တော်ထင်နေတာပေါ့လေသုံးခုရှိတယ်လို့ကျွန်တော်ပြောချင်တယ်တစ်ခုကတော့လောကအရာနဲ့ဒီလောကကြီးဟာမတည်မြဲဘူးအာကိုလို့မရဘူးဟောအာကိုလို့မရဘူးအဲ့တော့ဒီလောကကြီးကဆင်းရဲဒုက္ခတရားလောကဖြစ်တယ်မခင်တွင်ကြနဲ့လို့သူတို့ပြေးရအဲစကားပြောတာတစ်ခုရှိမယ်ဘုရားသခင်ကနောက်တစ်ခုကတော့ အဲ့ဒီအပြစ်စီးတတ်တဲ့ဆင်းရဲဒုက္ခတရားအပြစ်တရားဒီလောကကြီးကနေငါလာကယ်တော့မယ်နော်အဲ့ဒါကြောင့်တမာတရရှိကြပါနော်ဆွတ်တောင်းလက်စောင့်နေကြပါလို့ဘုရားသခင်ကကျွန်တော်အယုံကြည်သူမြောက်ပြောနေခြင်းဖြစ်တယ်နောက်တစ်ခုကတော့အဲ့လိုအပြစ်တရားဒီလောကကြီးမှာကျွန်တော်ရှိတဲ့ကာလမှာနော်ဒီလိုအမှုနဲ့ရင်ဆိုင်ရတဲ့အခါမှာအဲဆလံချခံ 50စာပတ်55မှာအမှုရောက်ဒီကာလ၌ငါကိုပထနာပြုလို့ငါသည်ကယ်လွတ်မည်တင်ဒီလဲငါကို ချင်းမွှားရလိမ့်မည်လို့ပြောတယ်အဲ့တော့နမတုံးမြောက်ဘုရားသခင်စကားတော်ကတော့ဒီမြင်ကလင်အဖြစ်တင့်ဘုံဘာပြောလဲဆိုတော့ငါကိုဆုတောင်းပါငါကိုအကူအညီတောင်းပါငါမှစမယ်တဲ့နော်တင်လဲငါကိုချင်းမွှားရလိမ့်မယ်ဆိုတော့ဒုက္ခရောက်တဲ့အခါမှာ ဘုရားခင်မဆခြင်းကြီးစုကြောင့်အဲ့ဒီဒုက္ခကိုအောင်ဖို့ဒုက္ခကြားထဲမှာစိတ်ငြိမ်သက်ချမ်းသာခြင်းရဖို့ထွန်းမြတ်ကအဲ့ဒီကလွတ်ပြီးတော့မှအရင်ချင်းတဲ့ထက်ဒါပြီးကောင်းတဲ့အချိန်တွေမှာဘုရားသခင်ရဲ့နော်မဆခြင်းချီးမြှောက်ခြင်းခံရဖို့ရှိနေတယ်။ဒါကြောင့်စကားသုံးခွန်းဘုရားသခင်စီကရှိပါတယ်။တစ်ခုကတော့နော်မြင်ကလေးအဖြစ်ပါနော်။တစ်ခုကတော့ဗာလဲ ဒီလောကနဲ့ဒီလောကအရာတွေဟာရွေးသွား꽌ပြောက်တတ်တယ်နော်ပျက်စီးတတ်တဲ့သဘောရှိတယ်ဒီလောကကြီးဟာဆင်းဒုက္ခတရားအပြစ်တရားဒီလောကဖြစ်တယ်ဒါကြောင့်လောကနဲ့တကွာလောကအရာတွေစီးစင်ဥစ္စာတွေကိုမခင်တွင်နဲ့မကိုးစားမိစေနဲ့နော်အဲ့ဒါတခွန်းနောက်တခွန်းကတော့အဲ့ဒါလိုပျက်စီးတတ်တဲ့ဆင်းဒုက္ခတရားအပြစ်တရားဒီလောကကြီးမှာမင်း ငါဆက်မထားတော့ဘူးမြို့ငါကလာကဲတင်ဖို့နိနေပြီအဲ့ဒါကြောင့်အစင်သက်ဆောက်နေပါဆိုတဲ့စကားနောက်စကားတော့ဒီလောကအပြစ်တရားဆင်းရဲဒုက္ခရှိတဲ့ဒီလောကကြီးမှာဆင်းရဲဒုက္ခနဲ့ရင်ဆိုင်ရရင်ငါကိုဆူတောင်းခြင်းအဖြစ်ဒီဆင်းရဲဒုက္ခကိုအောင်တော်သူဖြစ်ဖို့နော်ငါလူရှိတယ်ဆိုတဲ့စကားသုံးခွန်းဖြစ်ပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေသင်ဟာဒီမင်းငလင်ကြောင့် နော်ဘုရားသခင်ရဲ့စကားသုံးခွင်ကြားပြီးယုံကြည်ပါတယ်အကယ်၍များတင်ဟာဒီမြင်ကလေးကြောင့်ဒုက္ခရောက်နေလို့ဖြစ်တဲ့ဆိုရင်တော့ဒီနေ့စိတ်မပြတ်လိုက်ပါနဲ့လို့အားပေးချင်ပါတယ်အားပေးချင်ပါတယ်နံပါတ်1ကျေတော့ချင်းမောမှာဘာဖြစ်လို့လဲအပြစ်တရားဒီလောကနဲ့ယေရှုကဒီမှာမထချင်တော့နော်သာရတုကချမ်းသာဖို့ဦးနာတဲ့ချင်းမရှိတဲ့သာရတုကချမ်းသာဖို့သူနဲ့သူသာရနေရဖို့အတွက် လာခေါ်တော့မယ်ဆိုတဲ့တဲ့ကိုတိမ်ပြောနေတာဖြစ်တဲ့အတွက်ကျေတော့ချင်းမမလို့စစ်ပြအငဲ့ချင်းမရှိပဲချင်းမမယ်နောက်တစ်ခုကတော့နော်အဲကိုတော့ကိုအကူညီတောင်းပါဆုတောင်းပါပြဌနာပြုပါအဲ့ဒါဆိုရင်တော့ဒီဒုက္ခကိုနော်တည်ငြိမ်စိတ်တည်ငြိမ်စွာနဲ့ဟုတ်လားနော်ငြိမ်သက်ချမ်းသာခြင်းနဲ့ကြော်ဖြတ်နိုင်တော်သူ အောင်မြင်တော့သူဖြစ်လာလိမ့်မယ်ဒီဒုက္ခအဖြစ်နော်တင်ဟာတာရီကောင်းစားတော့သူဖြစ်လာပြီးဖျားဘုံထင်ရှားလိမ့်မယ်ခွာပေးချင်ပါတယ်ခဏလေးဆွတောင်းပေးပါမယ်ဖဖျားဒီနေ့ဒီမြင်ကလေးအဖြစ်ဒုက္ခရောက်နေတဲ့သူတွေဖျားသခင်ဒီသူတို့ကိုတနာတဲ့ဖျားဖြစ်ပါတယ်ဒါကြောင့်ကိုရောဖျားဒီအဖြစ်တရားဒီလောကကြီးမှာဒါတွေဟာတွေ့ကြုံနေရမယ့်အရာ ဖြစ်တယ်ဆိုတာကိုကိုရောသိစေတယ် ကျေးဇူးကြီးမားလှပါတယ်။တော့တည်တဲ့သူတိုင်းကိုလည်းကိုရရှင်ဖျားဒီတော့ကောင်မခင်တွေ့ပဲနဲ့ကိုရလာမဲ့ခြင်းကိုတိုင်းမျောလင့်ပြီးသခင်ယေရှုအမြတ်ကြွလာပါလို့ဆုတောင်းတတ်တော်သူဖြစ်စေပါမဆာပါညီတဲ့ချမ်းသာခြင်းပေးပါကိုရောဖဖျားသခင်ကိုအကူညီတောင်းပြီးတော့ကိုရောကယ်ပါလို့ပြောတဲ့သူတိုင်းကိုကိုရရှင်ဖျားကယ်မတနာတော်မူပါ ီလိုအခြေအနေမှာလည်းညီတက်ချမ်းသာပေးပါစိတ်ညီတက်ချမ်းသာပေးပါကြားမှာချင်းပေးပါစားရန်တောက်ရန်ဝတ်ရန်နေရန်ကိုရပြန်ရှင်ပေးပြီးအရင်ထက်တိုက်ကောင်းတဲ့အခြေအနေတို့ကိုတော့ပို့ဆောင်ပေးသနာပါဗျာကိုကိုညီမဆမဲ့သူတွေဆေလပေးပါကိုညီမဆမဲ့သူတွေကိုလည်းကောင်းချီးပေးပါဗျာကျေးဇူးကြီးမားလာပါဝန်ခံလက်ယေရှုနာမ၌ဆုတောင်းကြပါရဖဖျာသခင်အာမင် ်ရခင်တင်တို့အားလုံးကိုညီတဲ့ချမ်းသာပေးပါစေတော့အာမင်